အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဆိုလို့ရှိရင်တော့မြန်မာပလာဇာကိုရောက်ရှိနေရပဲဖြစ်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ Leafwater မြန်မာက The New Leafwater C11 2025 Crossover SUV ကားတစ်ကြီးကို launching ပြုလုပ်သွားမှာပဲဖြစ်ပါတယ်ဗျာပွဲထဲမှာဆိုလို့ရှိရင်တော့ Leafwater ရဲ့ C01 တွေ T03 တွေပြီးလို့ရှိရင်မကြာခင်မှာ launching လုပ်မဲ့ The New Leafwater C11 ကိုလည်းကြာတထားတယ်လက်တော်မှာတော့အုပ်ထားသေးရပါတော့เนาะအဲဒီနေ့မှာဆိုလို့ရှိရင်တော့ The New Leafwater C11 2025ကားကိုမထင်မှတ်ထားတဲ့ဈေးနှုန်းနဲ့ရောင်းချမယ်လို့သိရတယ်ဒါအပြင်ကို promotion အစီအစဉ်တွေလည်းရှိသေးတယ်အဲ့တော့ပွဲထဲတော့ကြည့်ရအောင် ိုင်ကြည်အောင်ဘေးကနားအားလုံးနဲ့ဂုဏ်ပြုမလက်ကုတ်ကြားချင်းစတင်ပါတယ်ခင်ဗျာ global policy ဒီနေ့ just right now ဖြစ်စုံနေစီးတဲ့ကောင်ပြီးတော့ကျေးဇူးပါတယ်ခင်ဗျာ thank you very much ခင်ဗျာ ကဲအခုဆိုလို့ရှိရင်တော့ The New Leaf Potter C11 2025ကားသစ်ကြီးကိုအောင်မြင်စွာနဲ့မိတ်ဆက်ပေးခဲ့ပြီးဖြစ်ပါတယ်ဗျာ Leaf Potter မြန်မာကကြေညာထားတဲ့အတိုင်းပဲတကယ်ကိုမထင်မှတ်ထားတဲ့ဈေးနှုန်းနဲ့စတင်ရောင်းချပေးခဲ့တာဖြစ်ပါတယ် ဈေးနှုန်းလေးကတော့3680နဲ့ရောင်းချပေးခဲ့တာပေါ့နော်ဒီကားဒီဈေးနှုန်းမှာဆိုလို့ရှိရင် price to performance ဖြစ်တဲ့ကားလို့ပြောလို့ရတယ်ဝမ်းတစရာကောင်းတာတစ်ခုကဈေးနှုန်းကျင်ညာပြီးတိတ်မကြခင်အချိန်သွင်းလေးမှာပဲပေါ့နော်ကျွန်တော်တို့ဒီပေါ့နော် customer 12ယောက်လောက်ကလာပြီးတော့စည်ရန်ပေးပြီးတော့ဝယ်ယူသွားရလို့လည်းသိရတယ်ပေါ့နော်အဲ့တော့ lead motor ကိုစားလဲအရန်ကိုကျေးဇူးတင်တဲ့အကြောင်းလည်းကျွန်တော်ဒီကနေပြောချင်ပါတယ်ဗျာ promotion အနေနဲ့လည်းကျွန်တော်23ကနေ26ရက်အတွင်းမှာဝယ်ယူမယ်ဆိုလို့ရှိရင်3680 cashback ကိုပြန်လဲရရှိမှာပဲဖြစ်ပါတယ်တကယ်လို့ higher purchase နဲ့ဝယ်ယူမယ်ဆိုလို့ရှိရင် ာတိပါဆန်ဒေါင်းပေးမန်းနဲ့ငါးနှစ်အရေးကြဝယ်ယူမှာဖြစ်ပြီးတော့ဒီပွဲလေးမှာ HP နဲ့ဝယ်ယူမဲ့သူတွေအတွက်ကိုလည်းသိန်း90ကက်ရှ်ပေးသွားမှာပဲဖြစ်ပါတယ်ဗျာကျွန်တော်ခုတင်ဆက်ပေးခဲ့တာကတော့ The New Leaf Porter C11 2025ကာသစ်ကြီးရဲ့မိတ်ဆက်ပွဲအခမ်းအနားကြောင်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဗျာကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြပါဘောကျွန်တော် Just Right ကထစ်ချုံးပါ